ိုင်းပြည်ကိုပြောတာမဟုတ်ဘူးသာသနာအရေးတွေအမှန်တွေနည်းနေလို့နှိုးပေးတာမှန်တယ်နော်ဟေးဒါကြောင့်အဲ့ဒီနိုးနိုးကြာကြာနဲ့တိုင်းပြည်ရဲ့အရေးဆိုရင်လည်းတို့မှာပဲမရှိဘူးလားရှိပါရဲ့တိုင်းပြည်ကောင်းအောင်တို့ပဲလုပ်ရမှာဒါကြောင့်တို့မှာတိုင်းပြည်အရေးတို့အရေးလူမျိုးအရေးတို့အရေးသာသနာအရေးတို့အရေးဒါကြောင့်တိုင်းပြည်အရေးလူမျိုးအရေးကတော့သိမ့်နားမလဲဘူးချင်ပုတ်ကြီးဒါကြောင့်အကြီးအကဲတွေလုပ်ပါလိမ့်မယ်ဒီကိစ္စက မှန်တယ်နော်အဲဒါကြောင့်သာသနာအရေးဘက်ကပဲနှိုးစော်ရေးပါလေကွယ်မှန်ရဲ့လားမှန်ပါဗျာကတ်တုန်လေးတစ်ပုဒ်ဖတ်ရတယ်နာရေးအသေးနေလဲတက်တဲ့ကြွကြွနဲ့အကျိုးဆောင်ပေးတဲ့အတွက်သေရေးအတွက်ကတော့ကျွန်တော်စိတ်ချပါပြီဗျာမှန်ရဲ့လားနေရေးအတွက်စိတ်ချရဖို့အတွက်တော့လူကြီးတွေကိုအားကိုးပါတယ်။မှန်ရဲ့လား။မှန်ပါဗျာ။နာရေးတွေအသင်းတွေကကိုကျော်သူတို့လို့ မှန်ရဲ့လားမှန်ပါဗျာနာယီကူညီမှုအသေးရန်ကုန်ကုကျော်သူတို့လိုတက်တက်ကြွကြွနဲ့နော်တကယ်ထင်ပေါ်ကြော်ကြတဲ့အမှုပညာရှင်ကြီးကအလောင်းထမ်းဖို့တဲ့အောက်ဆုံးအလုပ်ကိုလုပ်လာတော့အားပေးဖို့မကောင်းဘူးလားမှန်ပါဗျာအဲ့ဒီလိုအသင်းဖွဲ့တွေကတိုင်းကပြည်လုံးနဲ့စာရင်မြောက်များစွာဖွဲ့ပြီးအင်းတဲ့အားလိုက်လဲအလောင်းနေချောင်းတုတ်တန်ပုတ်နေတော့ဩသေကြီးအတွက်ကတော့စိတ်အေးရပြီခဲ့နေကြီးအတွက်တော့မအေးသေးဘူး အဲ့တော့နေရေးအေးအောင်တာဝန်ရှိအကြီးအကဲတွေပဲအာကိုရမှာပဲမရလားအကြောင်းအာကိုပါလေဗျာအာကိုပါလေအဲ့တော့တို့တန်ဃာရုတရက်လုံးရဲ့နေရေးအတွက်ကလည်းတာဝန်ရှိကြီးအကဲတွေပဲအာကိုရမှာပဲမရလားဟဲ့မင်းချင်းမြောက်ရင်နေချင်းညချင်းမကြည့်ပါဘူးလားမကြည့်ပါဘူးဗျာဟဲ့ဒါကြောင့်တိုင်းပြည်ရဲ့အကြီးအကဲတွေမြောက်စားမှတောက်ကြွမှဖြစ်ပါသဖြင့်မရလား ကိုတိုင်းပြည်လေးကိုဘာသာကိုသာသနာကိုလူမျိုးတွေအမြင့်ရောက်ဖို့ဆိုရင်တော့အလုံးမှာတာဝန်ရှိပါသဖြင့်သို့သာသနာအရေးသာသနာအရေးသာသနာအရေးသွေးမအေးစေနဲ့노ကြကြဟာအခုဒီမနိုးသေးဘူးဒုက္ခပဲထပ်တာနိုးရရင်တော့မိုးလင်းတော့မယ်သွေးမအေးစေနဲ့노ကြကြ သာသနာရေးသာသနာရေးသာသနာရေးသွေးမအေးစီနဲ့လူကြကြချင်းတောင်ထဲမှာတယောက်เทနေတဲ့မနန်းစိတ်ဦးဆွေမျိုးရှိသလားရှိပါဘူးပေါင်းသိမ့်ပါသလားပါပါဘူးတယောက်เทကနေတရွာလုံးမှာလူပေါင်း88ဦးရအောင်သာသနာပြုနိုင်တယ်မှန်ရဲ့လားမှန်ပါဗျာအဲ့ဒီလိုရေရေတောက်ဘာသာချစ်စိတ်ရှိတဲ့သမီးလေးတွေ ကြောင်များစွာပေါ်ရင်မကောင်းဘူးလားမှန်ပါပါဟဲ့ကောင်းရင်ကိုကိုယ်တိုင်ကြိုးစားဖို့သာသနာပြုဖို့ဟောကြိုးစားနေတော့မရှိသေးတဲ့မောင်တင်တွေကြီးနော်အဲ့တော့အားရတက်နေတာဒါချင်းခရီစီနော်ချင်းခရီစီချင်းပြည်နယ်ဗုဒ္ဓသာသနာထွန်းကားဖို့ချင်းတောင်တန်းဆရာတော်နောက်ကလွယ်အိတ်လွယ်ပြီးအမြဲတမ်းလိုက်ပြီးတော့အားဖြည့်ပေးနေတာအခုဒီနေ့ရန်ကုန်လေတရားပွဲတွေရအောင်တရားပွဲတွေဟောနိုင်အောင်ရန်ကုန်ထဲမှာဒီနေ့တော့တရားပွဲတွေ၁၀ပွဲ၁၅ပွဲတော့ဟောရပါပြီဗျာ ။အဲကြောင့်ချင်းတောင်ပေါ်မှာသာသနာပြုရင်းနဲ့ရန်ကုန်မြို့ကြွပြီးတရားပွဲရှိလို့လာတာပါ။နေဗံတောင်ဩကလာနေဗံတောင်ဩကလာလား။နေဗံတောင်ဩကလာတပတ်ခါပဲလေ။တောင်ဩကလာပဲဟောပြီး7ရက်နေမနဲ့ပြန်ကြွပါမယ်ဗျာ။လာမယ့်2လပိုင်း6ရက်9ရက်10ရက်9ရက်2လပိုင်းမှာ4ရက်ပဲရန်ကုန်ပေးပါလေ။ကျန်တာကတော့တစ်လလုံးအပြည့်ပါပဲ။အခြားနေပေတွေသွားမှာပါ။ဒါကြောင့်ချင်းတောင်တန်းမှာဘုရားသာသနာဖျားရီတဲ့ကြောင်းနေစောင့်နိုင်ဖို့အတွက် စာကြစာသင်ကိုရောလေးတွေမိဘမဲ့ကလေးတွေအတွက်စွန့်သင်ခန်းကျောင်းစီပြည့်စုံနိုင်ဖို့အတွက်နေလှည့်တရားတွေလိုက်မဟုတ်ဘူးလားဒါကြောင့်ထွက်ပြီးတဲ့ဘုဘရဲ့တရားကိုယ်တွေကြည့်ရင်ဘလို့အောင်မြင်နေဆိုတာအာလုံသိနိုင်ပါသဖြင့်ဘုဘကဲ့သို့ပဲသာသနာပြုနိုင်တဲ့ရှင်ကောင်းယဟန်ကောင်းတွေကမလိုဘူးလားမလိုပါဘူးဗျာအဲဘုဘရဲ့နောက်မှာအမြဲတမ်းအားပေးနေတဲ့တကားကောင်းတွေကမလိုအပ်ဘူးလားမလို ။အဲဒါဆိုရင်ဘုရားဘာသာမထုံးကားတဲ့တောင်တန်းကြီးပေါ်မှာသာသနာသင်္ကန်းရောင်တွေဇေဒီကျောင်းကံတွေနဲ့ဘုရားဝါရထေရဝါရဘုရားသာသနာ အနှစ်အသားတွေထုံးကားအောင်တို့ကိုပြန်ပြုလို့မရဘူးလား။အေးပြုနိုင်အောင်အားတွေလိုက်ယူနေတာဖြစ်ပါတယ်။မှန်ရတော့ဒါကြောင့်အားရှိအောင်နှိုးစော်ပေးနေတာဆိုသာသနာအရေးသာသနာအလုံးသာသနာတော်ဘုရားရှင်ခြေပြောအောင်လဲဆောက်ရွက်ကြ မေတ္တာစွမ်းကဝလွမ်းယဉ်ကျန်တော်ပြီစွာဤမန္တမဒေသနာချင်းတောင်းတဲ့သာသနာပြုဆရာတော်ဘုရားဟောကြားချီးမြှင့်တော်မူအပ်သောသာသနာတော်မှာသင်ကို အလိုရှိသည်အမိပြုတဲ့ဤတရားဒေသနာတော်ကိုသာတဝေါရေကုန်တိုင်းဒေသကြီးသင်္ကန်းကျော်မြို့နယ်ပြည်သားရလန်ကုသိုလ်ဖြစ်ပရာဟိတလူငယ်များအဖွဲ့ကြီး တတိယဂျိညောဖိရဝရဗုဒ္ဓသာသနာထိမ့်သိမ်းဆောင်းလျှောက်ရေဓမ္မသဘင်ဝေတိုင်းပြည်ကြီးလည်းတိုးတက်သာရပါစေခမိတ်ဝင်ပြုတ်တိုးတက်သောဒီမိုကရေစီနိုင်ငံတော်အသေးကြီးအရောက်ချီတက်နိုင်ကြပါစေ တိုင်းပြည်မှာနေထိုင်ကြကုန်သောရှမ်းကချင်ကရင်မွန်ချင်းမြန်မာရခိုင်ကရပြည်တော်စုရေကိုတိုင်းရင်သားတွေလည်းကိုအမျိုးကိုဘာသာကိုသာသနာတော်ကြီးကို တိုင်းပြည်ချစ်စိတ်မျိုးချစ်စိတ်ဘာသာချစ်စိတ်တွေဖြင့် ဒိသိမ့်ကာွယ်ဆောင်ရှောက်နိုင်ကြပါစေလို့သာသနာတော်ကြီးကအဲဒီလိုသာသနာစွမ်းအားဖြင့်ပြုနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေကိုအလိုရှိပါသဖြင့်သာသနာတော်မှာတဲ့ကိုအလိုရှိသည့်အမိပြုတဲ့ဤတရားဒေသနာတော်ကို အပမရိနာမမေ့မလျော်မပေါ်မဆသောတတိတံပစဉ်တရားဖြင့်တံပါတိထာကောင်းစွာမသွေလိုက်နာ ခြင်းသုံး၍ဆရာတကညီညွတ်စွာ သာသနာပြုနိုင်ကြပါစေကုန်တည်း